ဒီနှုတ်ကပတ်တော်ကြားတဲ့အခါမှာမာရီခံစားရတဲ့တားထဲမှာဒီကေကီတင်ချင်းစီချမှုရှိပြီလားဘယ်လိုခံစားလဲအဲ့ဒီဟာလေးနည်းပြောပါဦးနော်ဒီဒီတားမှာမာရီခံစားရတယ်ဆိုတော့ဟုတ်ကဲ့ဘုရားရဲ့နာမတော်ကြီးပုံကြီးပါစေအာမင်အာမင်ကျွန်မကတော့အခုဆရာမနေ့ကပြောတဲ့အချိန်မှာလည်းကျွန်မနားမလည်သေးဘုရားအခုပြီးခါနေမှာဘုရားနှုတ်ကပတ်တော်တန်ရှင်းတော်ဝင်တော့အာမင် ငလုံးတာငိုလို့ရတယ်ကောင်းလို့ဒါကိစ္စမရှိဘူးဘာဖြစ်လို့ဆရာကဘာဖြစ်လို့ဖယားကဟိုအပြစ်ရှိတဲ့လူကြီးအကုန်လုံးအပြစ်သားတွေအကုန်လုံးကျမအဖအဝန်အကုန်လုံးတော့ကားတိုင်းမှာအဲအသေးခံပြီးပြီအဲအတွေ့တော်နဲ့ရွေးနှုတ်ပြီးပြီအဲ့ဒါအရင်တော့ကျမမသိခဲ့ဘူး ကားဒီပိုင်းမှာလည်းကြည့်ခဲ့တဲ့အဲ့လိုမျိုးဆိုတော့ပေါ့ပါတယ်လို့ပဲကိုကထင်တာပေါ့နော်တကယ်တကယ်ကြတော့အခုကကြတော့ဩတကယ်ကျမတို့ရဲ့ဟိုအပြစ်ကိုသူကတကယ်ကိုဟိုလွတ်အပြစ်ကိုလွတ်ဖို့ရင်ကားတိုင်းမှာပြစ်သားတွေအားလုံးအတွက်ဟိုတွတ်မြောက်ဖို့ရန်သူကအသွေးတော်နဲ့ဝေပြီးပြီဆိုတော့အခုမှကျမကနားလေသွားတာပေါ့နော်ဆရာတကယ်ကိုလက်ခံသွားတာပါအာမင်တည်ရင်တော့ကတည်ပြောသွားပါ ာမင်အာမင်အာမင်အာမင်ဟုတ်ပြီဝမ်းသာတယ်ရှားပြောချင်တယ်ရှားပြောတော့လေဩစိတ်မကောင်းဘူးအထူးတစ်ဖြည်းဆရာမမနာတွေ့တော့လေစိတ်မကောင်းမနာတိကခဏခဏနားထောင်နေဒါမဲ့အာယုံမတွန်းနိုင်ဖြစ်နေတာတိတ်ပြီးတော့လေနော်တိုးတက်လက်ဆက်စုပေါင်းနေမယ်နော်ဟုတ် မျိုးသားမိသားစုအုံးလုံးအတွက်ဒေဗီရဲ့ဖခင်တော်လက်စိတ်ကောင်းဖြစ်တယ်။ဘုရားကိုမတိပဲပဲပေါ့နော်။ပဲမီရဲ့ကိုတော်လာ။စိတ်ကောင်းဖြစ်နေတာပါ။ဟုတ်ပြီကျေးဇူးတင်တယ်ဘုရားကောင်းချပေးပါစေ။နောက်တစ်ခါဘုရားရှင်ခွင့်ပြုရင်တော့ကျွန်တော်တင်တာနေလည်းပြန်လုပ်နိုင်ဖို့အတွက်လည်းကျွန်တော်ဆုတောင်းပါမယ်။နောက်ဖြစ်စင်းပြီနော်။ဒီလောကမှာငိုတဲ့အရာတွေကတော့ဒီအာယုစေတဲ့ ပင်ပန်းစီတယ်ဒါမဲ့ဘယ်လိုမြည်ကြတာဗျာဘုရားမမြည်ကြတာပူပော့ပါစီတယ်ကြမ်းပါစီတယ်လမ်းဆိုင်စီတယ်ဒါကိစ္စမရှိဘူးဒီဘုရားကိုပတ်တော်ကြားတဲ့အခါမှာခံစားရလဲအဲ့ဒါလေးနည်းနည်းပြောပါဦးအစအစကလည်းဆုံးထိတက်တယ်နော်အစကလည်းဆုံးထိတက်တာအစကလည်းဆုံးထိတက် ဆိုတော့ဒီသုံးရတာတော်တွင်မှာစိတ်ထင်းမှာဘုက္ခပတ်တော်ကြားတဲ့ခါမှာကိုယ့်ရဲ့အဖြစ်အကြောင်းလားဒါမှမဟုတ်အင်ကေတင်ချင်းကြောင်းလားလေဝါကတဲ့အကြောင်းလားဒါမှမဟုတ်မိသားစုအကြောင်းလားမာစိတ်ထင်းမှာခံစားရတယ်ကေတင်ချင်းအင်းကေတင်ချင်းကြောင်းဘလို့ခံစားရလဲစိတ်ထင်းမှာနေတော့ဆောက်ပြန်ကြရတယ် တော့ကိတင်ချင်းနဲ့ပတ်သက်ပြီးတော့မလုံးဝတရားမတရားရခိုင်တော့တကယ်လို့ဘုရားကကျွန်တော်ရဲ့တဝိညာဉ်ကိုရုပ်သိမ်းခဲ့မယ်ဆိုရင်ကြောင်းကြောင်းကြောင်းကျွန်တော်ရဲ့ဝိညာဉ်ကပင်နေရေးသွားဆရာမလို့ပဲနဲ့လုံးဝလွတ်ပြောက်သွားပြီးဆိုစိတ်ချမှုရှိလားရှိတော့အာမင်ဟုတ်ပြီဒီတော့ဒီလက်ခံပေါ့ကျွန်တော်ဟာအရင်တော့ကတင်ချင်းရတယ်ဆိုပြီးတော့ဟိုကတော့တည်တဲ့ အတိနဲ့ပဲကဲတင်ချင်းရတယ်ဘုံတော်နဲ့နားလေတော့နားလေရတယ်ပဋိစံတဲ့ခန္ဓာတမဲဟောတာတာတင်တန်းစတဲ့အချိန်အချိန်မှလေတာတိလိုက်တော့တာတကယ်ယုံကြည်သူမဟုတ်တော့တကယ်အယောင်ဆောင်တဲ့ယုံကြည်သူဖျားရှိမိဘတွေနဲ့လင်ခဲ့တယ်ဖျားတော်နဲ့လင်ခဲ့ကိုယ်ကိုယ်နဲ့လင်ခဲ့မှတီးပြီးတော့အခုတာလုံးတဲ့ ကုန်လုံးဒါလုပ်တဲ့ဟာတွေအကုန်လုံးဖះချီးမွမ်းတဲ့ဟာတွေအကုန်လုံးကအနကားဖြစ်နေမှာဒါလို့ခုနောက်ပိုင်းတိတိလာရပြီးရအခုလည်းဒီနေ့ဟောတကယ်ဖះဟာကျွန်တော်ကျွန်တော်ရဲ့ကြယ်ချင်းတို့ဒါတိတော့တိခဲ့တိရဲ့ပဋိစ္စံလည်းတန်ဒါပေမဲ့စေနှလုံးအကျုံးမဲ့လည်းမယုံခဲ့ဘူးဒါပေမဲ့အခုတော့ယုံပါလိမ့်မယ်စိတ်ချမှုရှိပါစိတ်ချမှုရှိပြီးတော့ကျွန်တော် ကောင်းဖရာတကယ်လို့များအခုတည်သွားခဲ့တာမှာကောင်းကျင်နိုင်တာရောက်မယ်လို့ဒါစကုပ်ကိုစိတ်ချမှုရှိတယ်ပြီးရင်တားလုံးမျိုးတားလုံးမျိုးအအယောင်ဆောင်နဲ့လူတွေလည်းရှိစေချင်လို့အာမင်အာမင်အာမင်ဟုတ်ပြီပြန်ကောင်းချီးပေးပါစေနော်အဲ့တော့ပါပဲဆိုတော့ကျွန်တော်နောက်ခါကျရင်ဘုရားရှင်ကခွင့်ပေးရင်လေဒီ ဟိုမှာပင်ဒလတခါတော့လာဒါမဒလတခါတော့လာကျွန်တော်လာဟုတ်ကဲ့ကျွန်တော်မပြတ်နာမရှိဘူးတော့ကျွန်တော်လာနေတယ်ဟောအခါကျတော့ကျွန်တော်ကျွန်တော်ခါကျရင်တော့ဆွေးနွေးပြီးတော့လေဟိုမှာဒီမှာလည်းအားကြတယ်ဆိုတော့ဆူတောင်းကြမယ်ဒါမျိုးကြီးနည်းနည်းတော့ဘတ်တော့ခနာပြီးမယ်ဆိုရင်လည်းကျွန်တော်လာလို့ရတယ်ဒါကလည်းဟိုအချိန်တော့တမှတ်လို့မရဘူးပေါ့နော်။ဆရာရှင်ကိုကြည့်ရတာပါမိနေလဲဆိုတာနော်။ဟုတ်ပြီ။ဆရာရှင်ကောင်းကြီးပေးပါစေ။အာမင်။